မင်းသားဖတ်တာမပြောနဲ့တော့ခဏနေပြောပြအောင်အဖေဖတ်ရင်တော့မကြောက်ဘူးဂျေဝင်တာပေါ့နော်အဲ့လိုမျိုးဟုတ်ပါဂျေဝင်လားဂျေဝင်တယ်အရင်ဝင်တယ်အဖေဖတ်လို့ရှင့်တော့ပါဖက်မမလေးအဲ့ဒါမမသသားပိုင်တာပါသွားအဲ့လိုမျိုးအဲ့လိုမျိုးဂျေဝင်တယ်နန်းလို့ရှင့်လည်းမရအောင်ပေါ့နော်သူပဲနန်းမှာအဲ့လိုမျိုးကိုယ်ကတခါကျရင်စရလေပပောက်အပွားပေးမလို့ဆိုအဲ့လိုပဲပြောဆိုတင်းဂျာရနေဝင်လာပြီးတော့တတော်ပေးတတော်ပေးပပောက်မပေးနဲ့တဲ့အဲ့လိုမျိုး မျိုးပုတ်ကတ်တယ်တတာပါအဲ့ဒီလူလူညံ့လေးတဲ့သူ့ဖေကလည်းကြမ်းနေတဲ့အမွေးရှိတယ်တဲ့မပေးနဲ့တဲ့အဲ့လို ယ်ဆိုရယ်အရင်စုခံရတယ်ကျမဘွားကလေကျမအမှန်တိုင်းပြောတာကိုသူများရမပြောဘဲပြင်တဲ့လူကြီးအများကြီးရှိတယ်ကျမကပြောတယ် ဒီမတော့ဟိုပါတော့ခင်နာကြပြီလေခင်နာကြပြီကို့အမလိုလည်းဖြစ်နေရဆိုတော့ဒီပွဲလေးကလည်းသူကလည်းဟိုတက်စီချင်တာပေါ့နော်တက်စီချင်တဲ့အတွက်တက်ပြီးဖြစ်တာဟုတ်မလည်းတခါမှရနာ live လွှင့်ဘူးဒါပထမဆုံးပဲဒီနေ့လွှင့်မယ်ပေါ့နော်အဲဒီနေ့ဆန်းလွှင့်မယ်အမနဲ့အကြောင်တယောက်ထွေလည်းမလွှင့်ရဘူးဘာလို့ပြောတာ ਈ ဆိုတာ ਈ မမဆိုလို့လေကိုလည်းအခုမှဒီဂျိုဝန်နဲ့ပတ်သက်ပြီးတော့တင်နေရဆိုတော့လေးလာနေရဆိုတော့လေမမဆိုလို့အမနဲ့နေရပေါ့နော်ဟဲ့သူကအားပေးတယ်မြမလေးလောက် အဲ့လိုမျိုးဂျိုဘတန်တန်းနေလဲတက်ခိုင်းနေအဲ့လိုမျိုးအတူတူလောက်အောင်အတူတူလွှင့်ရအောင်ညီမလေးလောက်ညီမလေးဆိုရန်နာနဲ့လိုက်တယ်ပေါ့နော်အဲပြီးစားလို့ရှိရင်လိုက်လွှင့်လို့ရှိရင်လည်းရောင်ရမှာသူကလေအဲ့လိုအားပေးရပေါ့နော်ကိုကလည်းလိုက်လွှင့်ရင်မရောင်ရမှာကြောက်တယ်လေမလုပ်ရဲဘူးသိရမလားအဲ့ဒါနဲ့သူကလက်ဆွဲပြီးတော့လက်တွဲပြီးခေါ်တာပေါ့နော်အဲကြောင့်ခဏနေကြရင်တော့လိုက်လွှင့်မယ်ဘလို့လာမလဲမသိဘူးအားပေးနော်ရွှေရှင်နေရတာတော့ဘူးမရှိကုန်ရင်ကုန်နေရင်ကုန်နေရွှေရှင်ကဆိုတော့မရင်ကုန်တော့ဘာလို့လဲဆိုကိုလုံးနေကြစွာဒါကတော့ပူရင်ကုန်တယ်အဲကြောင့်အိတ်လို့တော့မရအောင်များလေ ဟုတ်လားတွတ်တွတ်လားလားအဲ့လည်းမနေကြိုးစားဟားရဲအရင်တော့ဆိုစကားမပြောလို့လေတလုံးမေးတလုံးဖြစ်အဲ့လိုမျိုးအင်တာဗျူးဆိုလည်းဘာမှဖြစ်အရန်ကြောက်လို့မီဒီယာတွေပေါ်မှာလေအဲ့လိုမျိုးဘယ်လိုပြောမလဲဆိုတော့ပျောက်နေတာမဟုတ်ကိုကိုတိုင်းကလေဘာပြောလို့ပြောမှမသိဘူးစကားမပြောတတ်တာဟုတ်လားမမအမတော့ချက်သစိတ်နဲ့ပြောလို့နေမှာပါဘာမှပြောတတ်ဘူးတကယ်နည်းနည်းပါ သူညာလေးဆိုအရင်ကြွယ်ရပဲကြည့်ပြီးဟဲ့ဖြေသလိုက်တာအဲအရင်ကဖြစ်တာပဲဆိုကိုကလေအရင်တော့စာအရင်ဖတ်ခဲ့ဘူးပါတယ်ဒါပေမဲ့အခုဆိုပြောမထွက်ဘူးပေါ့နော်ပြောချင်တယ်နှလုံးသားထဲမှာဒါပေမဲ့ဗဇက်ကပြောမထွက်ဘူးအဲ့လိုမျိုးဟိုစကားမပြီမှလည်းကြောက်တာပေါ့နော်ပြောလားတကယ်ပြောလားပြောပြီးပါဦး ဟောအဓိကကတော့ weight short လိုက်လို့ထင်တယ်เนาะဘာလို့ဆိုတော့ဈာမတော်တော်လေးခလေးမွေးပြီးတော့185ပေါင်လောက်ဖြစ်သွားရတယ်အဲအကြီးကြီးဖြစ်သွားတာပေါ့เนาะလူရှိတော့မထွက်ရဘူးလေ confidence ကြီးလာဘာပွဲအဲ့မှမသွားဖြစ်ဘူးအဲ့လိုမျိုးဆိုတော့အခု weight short လိုက်လို့နည်းနည်းကြည့်ကောင်းသွားတာထင်တယ်ဟော weight short တော့လေဟိုနှာခေါင်းပြန်လိုက်လို့ဟိုဟာ sweat shirt ပြောင်းသွားတာလည်းဖြစ်မဲ့ထင်တယ်ဟောဟောအဲ့ဒါဆိုအမျိုးသားလေအမျိုးသားရဲ့တငယ်ချင်းရဲ့ clinic ပေါ့เนาะတို့ဘန်ကောက်ကအဲ့ဒါတို့ကဆက်သွယ်လာတာအမျိုးသားကဆက်သွယ်လာပြီးတော့လုတ်ပြီးထင်တယ်ဆိုပြီး ြောအာလှုပ်ဖြတ်သွားတာဘာပြောင်းအောင်လဲဆိုတော့ဒါကန်ဆယ်မဲလို့ပဲကိုလည်းမသိဘူးဘာရုပ်ဖြတ်သွားမလဲပေါ့နော်ဒါပေမဲ့မကြိုက်ရင်လည်းပြန်ထုတ်လို့ရတယ်လေတဲ့သူက တော့လှုပ်ချင်လာရတယ်မီရောကိုယ်လည်းလှုပ်ကြည့်မယ်ပေါ့ပြီးဆိုအဲ့တုန်းကလည်းနည်းနည်းစိတ်ကဟိုတိတ်ပြီးရောဟိုစိတ်ဟိုဟာဖြစ်နေတဲ့အချိန်ဆိုတော့လေစိတ်ပြေလဲလေးစိတ်ပြောင်းလဲလေးချင်အောင်လှုပ်ကြည့်လိုက်တာဟုတ်အခုကဘလို့ဘလို့ချင်လဲတချို့ကမကြိုက်ဘူးလေတချို့က breakup တွေကတော့မကြိုက်တာတဘာဝအတိုင်းကြိုက်တာများတယ်ကိုကိုရိုင်းလည်းတဘာဝပဲကြိုက်ခဲ့တာပေါ့နော်ဒါပေမဲ့လည်းပြောင်းလိုက်တော့လည်းတမျိုးလေးဖြစ်သွားတာပေါ့ဘွားတစ်ခုမှယုံနေမျိုးဖြစ်သွားတာ ပါဘူးဆိုတော့အခုကလေကြိုက်တဲ့လူရှိရဲမကြိုက်တဲ့လူလည်းရှိရဲအဲ့လိုတော့ကွဲနေရပါတော့เนาะဟုတ်တယ်နောက်တစ်ယောက်ဖြစ်သွားတယ်လို့ခဲ့တာ နောက်တစ်ယောက်ဖြစ်သွားလို့တော့ခံစားရတယ်အဲဒါပေမဲ့အခုကလည်းဟိုအသားမကျသေးဘူးလीခုနလလောက်ပဲရှိသေးရဲ့ဆိုတော့အမဟိုဒီနန်ယောကနေယူရတယ်လေဒီပြေနန်ယောကနေယူရဖြစ်တဲ့အတွက်တစ်နှစ်ခွဲနှစ်နှစ်လောက်ကတော့ကြာအောင်ပဲပေါ့နော်အသားကျဖို့ဒီသေးဟိုဟိုကိုယ့်ရဲ့ structure တွေဝင်ဖို့ဆိုလို့ရှိရင်အဲ့လောက်ကြာအောင်ပဲဆိုတော့အဲ့ကြမ်းမမကျရင်လည်းထုတ်လိုက်ရုံပဲပေါ့နော်တိတ်တော့လည်းအခုနောက်ပိုင်းကအရင်ကြီးတော့ပြဿနာတော့မရှိပါဘူးဟုတ်ကဲ့ဆူတယ်ဆူတယ်အရင်ဆူခံရတယ်ကျမဘွားကလေ ကျမအမှန်တိုင်းပြောတာဟိုသူညရမပြောဘဲပြန်တဲ့လူကြီးအများကြီးရှိတယ်ကျမကပြောတယ် အဲ့ဒါကြောပို့ပြီးသဘာဝကြရတယ်ပို့ပြီးတော့လဲလာတယ်ပေါ့နော် ကိုရီးယားမှာလည်းအဲ့လိုမျိုးခေစားတယ်ဆိုပြီးတော့ဟိုဆရာဝန်ကိုယ်တိုင်ကအကြံဉာဏ်ပေးတာပေါ့ပြီးတော့ long time ပေါ့နော်အကြိုက်ပုခံတယ်စီကွန်တို့ပါလို့ဆိုရင်နောက်ပေါက်သွားတာတို့အနေဖြစ်နိုင်တယ်ပေါ့နော်ကို့ရိုးနေကို့ဆိုတော့အနေမရှိဘူးပေါ့နော်အဲ့ဒါစောင့်လို့လုတ်ဖြစ်သွားတာဟာကျန်တာပြန်ထုတ်လို့လည်းရတယ်ရတယ်ပြန်လုပ်လို့ရတယ်ပြန်ထုတ်လို့လည်းရတယ်ဟုတ်နန်ယိုးဆိုတာမဟုတ်ဘူးဒီဒီအောက်ကဒီအောက်ကနန်ယိုးလေနန်ယိုးဒီမှာ ညညောင်းအောင်ကဟုတ်တယ်ဟိုကပေါ့ဒီနာတော့အရန်နာတယ်နှာခေါင်းတော့လုံးဝမနာအောင်ဟုတ်ဒီမှာတော့အရန်နာတယ်ဟုတ်ပါဘူး ဟုတ်တယ်ပင်ကိုလေးကိုစိုက်တဲ့လူလည်းရှိရဲ့လေလုံးလုံးလေးပွားပွားလေးနေနော်လုံးလုံးလေးပွားပွားလေးဆိုကုကူရန်လည်းအဲ့ဒါချစ်တယ်အဲ့ဒါလေးလည်းချစ်တယ်ဒါပေမဲ့အခုလေးတော့လည်းအခုကျတော့လည်းတမျိုးလေးလာနေပြန်ရောလို့ပြန်ကြည့်ရပါတော့နော်နှစ်ခုလုံးစိုက်ပါတယ်တမျိုးစီပေါ့ဒါပေမဲ့မစိုက်တဲ့ပြိတက်တွေအတွက်တော့တစ်ခုလုံးပေးရမယ်မစကွာဆိုအဲ့လိုမျိုးသူတို့ချစ်တယ်လေသူတို့ချစ်တော့သူတို့စကားလည်းနားဟောက်ချင်တာပေါ့အဲ့ဒါကြောင့်အဲ့တချို့ကတွေ့ဘူးရဲ့ဒါပေမဲ့တော်တော်များမမိကြတယ်ဟောက်မမိကြတယ်ဟောက်အစပိုင်းလေးပါပဲနည်းနည်းဟောက်ဖြစ် ာဗောနောပြီးတော့ဟဲ့မြူးတလို့ပဲဆိုကြည်ကြည်ဟဲ့မသိရရှင်းလို့လားဆိုအဲ့လိုမျိုးလေးမမိသွားကြတာဗောနောဟာအမားတို့ကမမိလားညီမလေးကမမိလားဟောတော့ပါသေးတယ်ဘာလို့ဆိုရလဲမမိလားကြောက်တာဗောနောဟာအမားတို့ကကြိုက်လားအဲဟုတ်လားဟော ကျေးဇူးပါလို့ဟာဟာညဝလေးရှိနေပြီးတော့မဲ့လေးပေါ့နော်ဒီမဲ့လေးစပယ်တင်မဲ့လေးလာထားပါမယ်အမေစီရမဲ့လေးနဲ့နော်အဲ့ဒါလေးကတော့ signature ပေါ့နော်အမေပေးရဲ့လက်ဆောင်ဖခင်ပေးရဲ့လက်ဆောင်ဟာဟာကျွန်တော်မလုပ်ဘူးဟုတ်အော်ခုဒါရမလေးစုခံရတာလေပြိတ်သက်တရားစုရဲတချို့မကြိုက်ဘူးဘာလို့လောက်လိုက်တာလဲမျိုးစရာရင်ငိုရုပ်ကိုဖြတ်တယ်မျိုးစုံပေါ့နော်အဲ့လိုတွေပြောကြတဲ့ခါကျတော့ကိုယ်ကလည်းသိပါတယ် ယ်။ငြိမ်ခံရတာပေါ့။ကိုကလည်းကမကြိုက်ပြန်ပြန်လေ။ကိုကလည်းနည်းနည်းလောက်တော့ဟာအသားကြောင့်ဆောင်းလိုက်မယ်ပေါ့နော်နောက်ဆုံးကိုရဲ့ရွေးချယ်မှုပေါ့ကိုကိုရန်စိုက်လားကိုကိုမေးရပါပေါ့အမျိုးသားကတော့စိုက်တယ်လေအမျိုးသားစိုက်တယ်တားလေးကလည်းစိုက်တယ်မမအခုပိုလာတယ်တဲ့အဲ့လိုပြောတာဘယ်ဟာပိုလာတယ်တားလေးဆိုတော့ဒီကိုပိုလာတယ်တဲ့အမျိုးသားကလည်းအဲ့လိုပြောတယ်မိသားစုတွေကလည်းအဲ့လိုပြောတာပေါ့နော်အဲ့ဆိုတော့ကိုကိုပဲဆုံးဖြတ်ရမှာပေါ့နော် အရင်ပြောတတ်တယ်ဒီလိုသမင်နေစီးလို့ရှိရင်မမသမင်စီးမလောက်သမင်ချမလာတာဒီဟာဝင်ဒီမျိုးအယောင်တော့တောက်ဆိုသူမကြဘူးအဲ့လိုပန်းစီရောင်လို့အဲ့လိုချက်သွေးရောင်တော့တောက်တယ်ဆိုမောခံအောင် ကိုကလည်းကြိုက်တယ်တခါကျန်ဝှက်ချင်တာပေါ့နော်ဟိုဝှက်နဲ့မမအဲ့ရောက်ရေးမလာဘူးအဲ့လိုမျိုးသူအဲ့လိုရအောင်မကြိုက်တာပေါ့နော်အဲတိတယ်သူတိတယ်တိတယ်သူအဲ့လိုမျိုး MTV တွေပါလေဆိုအမေတရုပ်ဆောင်လာတဲ့ဟာလေဆိုခဏခဏကြည့်ရမမမမပါတဲ့ဟာကြည့်မယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးခဏခဏခွင့်ကြည့်ရအဲ့တနည်းခွဲကြော်လောက်ကလေးကအဲ့လိုမျိုးအမေကိုချစ်တာပေါ့နော်အဲ့ဒါကြီးမင်းသားကြီးဖိုက်ရော အဲ့လိုမျိုးတော့မကြုံရသေးဘူးလေ။ဒါလည်းမကူသားလေးကအဲ့လိုကိုယ့်ရဲ့ဒီရဆိုင်ပေါ်ကြရုံမှာကိုယ့်အမေဟိုဟာလေမင်းသားဖတ်တာမပြောနဲ့တော့ခဏနေပြောပြအောင်အဖေဖတ်ရင်တော့မကြဘူးသူကဂျေဝန်တာပေါ့နော်အဲ့လိုမျိုး။ဟာဂျေဝန်လား။ဂျေဝန်နဲ့အရန်ဝန်နဲ့အဖေဖတ်လို့ရှင်တော့မပါဖက်မမလေးအဲ့ဒါမမတသားပိုင်တာပါသွားအဲ့လိုမျိုးအဲ့လိုမျိုးဂျေဝန်နဲ့နန်းလို့ရှင်လည်းမရပါဘောနော်သူပဲနန်းမှာအဲ့လိုမျိုးကိုကတခါကျရင်စရလေအဘောက်အဘွားပြီးမလို့ဆိုအဲ့လိုပဲပြောဆို သင်ဂျာရန်နေဝင်လာပြီးတော့တတော်ပြီးတတော်ပြီးဘာမှပေးနေတဲ့အဲ့လိုမျိုးမေဘူကတည်းတတပါတဲ့နူးနူးညံ့လေးတဲ့သူ့ဖေကလည်းကြမ်းနေတဲ့အမွေးရှိတယ်တဲ့မပေးနဲ့တဲ့အဲ့လိုမျိုး လေအမေကတော့ရုံသက်တာများတယ်ပေါ့နော်ကုမ္ပဏီသွားတာများတယ်နေစာသူကမနေ့ကနေဟို Monday to Friday ကအဲ့လိုမျိုးသူနဲ့တိုက်ပြီးအနီးကမနေဖြစ်ဘူးရုံစနေချိန်လောက်ပဲသူအချိန်ပေးဖြစ်တာပေါ့နော်အမေကတော့24နာရီလောက်အသူရှိအောင်မျိုးကိုခင်သွားတာပေါ့နော်အဲ့လိုလဲပါမှာပါဟုတ်ပြီးတော့တားရရလဲအမေကိုပို့ချက်တာများတယ်လေပုံမှန်ဆိုရင်သမီးကြရင်တော့လဲအဖေချင်းချက်မှာပေါ့နော်လောစရမှာခဏနားလိုက် အဲအခုမှဝေးချရင်းပိန်နေရလာလာလောင်တန်းတနေ့တော့နည်းနည်းလာချင်သေးတယ်เนาะလာခွင့်ပြုမှာလာ โอเคဟောအမ်ရိုင်းရတော့တော့လုံးအောင်မယ်ပေါ့เนาะမဟုတ်ဘာလို့လဲဆိုအရွယ်လေးရှိရောအခွင့်အရေးလေးရှိရောစူးစမ်းခွင့်ရတာလေကိုကလည်းပြီးတော့ပိုးကလည်းမသိသေးဘူးပေါ့เนาะဒီဟာလေးတွေ့လို့ရှင်လဲလှုပ်ချင်တယ်ရိုက်ချင်တယ်အဲ့လိုစိတ်ကလေးကလည်းရှိနေရယ်ပြီးတော့ဟိုဘာပဲဖြစ်ဖြစ်ကိုဟိုသားသမီးတွေမြင်လို့ရှင်လဲမတန်နေတခုကြံအောင်ပေါ့เนาะလှုပ်တော့လှုပ်ချင်တာပေါ့เนาะဒါမဲ့လည်းအခွင့်အရေးပေးရင်ပေးတလောက်ပေါ့ဟုတ်အနိုင်တော့လည်းမမှန်းထားပါဘူးအမပြိတ္တတွေတောင်ရှိသေးလားမသိပါဘူးညီမလေးရယ်။ဖန်နေတော့ပြန်စုရမယ်။ 好了，杨主任。<yeah. S 1> ရှိတယ်ရုပ်ရှင်ပြန်ရိုက်ပါလားအမခံဖက်အနေနဲ့ပြန်လာဘလို့ကားရိုက်ရိုက်အဲ့လိုမျိုးပေါ့နော်ခုနမနေ့ကဆိုလို့ရှိရင်လည်းအပြင်မှာပြိတက်လေးနဲ့တွေ့ရလေအမအမကားလေးကြည့်ချင်သေးတယ်ပြန်ရိုက်ပါလား MTV လည်းပြန်သေးရဆောက်ဘယ်ကနေအားပေးတာပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုအင်းတော့ပြိတက်တွေရောလေချင်တော့လေအဲ့လိုဓာတ်ရှောက်ချက်ကြတာနော်ဟိုဘယ်လိုမျိုးလဲအကြိုက်ချက်ကြတာပေါ့နော်အဲ့ဒါဆိုတော့လေအရင်လဲစိတ်ထဲမှာခံစားရတယ်စိတ်မကောင်းလည်းဖြစ်တယ်အော်ငါမလုံးနိုင်တဲ့အပေါ်ဟိုကိုယ်ပဲတောင်းမကြည့်သလိုပေါ့နော်အဲ့လိုတော့ခံစားရတယ်သူတို့တော်တော်တခုလောက်လုတ်ပေးရမယ်ပေါ့ဆိုတဲ့စိတ်ကတော့ဖြစ် တာပေါ့နော်ဟုတ်ကောတော့လေနော်ဘယ်တော့မှဟိုဟိုတောက်သွားမှာမဟုတ်ဘူးလေအမေခုနပြောသလိုကလေးနှစ်ယောက်မင်းဖြစ်နေပြီလေအပြိုလည်းမဟုတ်တော့ဘူးဆိုအခွင့်အရေးကတော့ဘယ်လိုဖြစ်မလဲမသိဘူးလေနော်ဒီမှာအခုကလေပရိတ်တောက်ပြန်ပြီးပြန်ပြီးစင်တာပေါ့နော်ဘာလို့သိချင်လဲလို့အဲ့တိုင်းကိုစူးစမ်းပြီးတော့လောက်ပါမယ်ပေါ့ ဟုတ်ကဲ့ပါအခုချိန်ဒီပေါ့နော် 3D model ဆောက်လုပ်ကြရဟိုတရုတ်ဆောင်နေပဲကူးရဲခုနောက်ပိုင်းဆိုလို့ရှင်လဲအိမ်အောင်ကြရတဲ့ခလေးလေးရှိရဆိုခလေးကိုပါချစ်ပြရပေါ့နော်အရင်ချစ်ဖို့ကောင်းတဲ့ပြည်သက်လေးဒီဒီပိုင်ဆိုင်ထားတဲ့အတွက်လဲဂျေစုတနင်းတမိုးထားတယ်လို့ဒီထက်ပို့ပြီးတော့လဲအပေးပါဗာပဲလှုပ်လှုပ်ပေါ့နော်အများတန်း stand ရှိနေပြီတဲ့စတဲ့ပရိတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်တယ်ဒီနေရာနေပြီးတော့လည်းဟိုဟွာပေါ့နော်စုမွန်ကောင်းတောင်းပြီးပါတယ်လို့အားလုံးအတွက် ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအဲရွှေပုံစံ princess ပေါ့နော်ယောဂရှာဖွေရရောဒီ jewel sign လေးရောဒီထမကအောင်မြင်ပါစေဟိုဒီထက်ဆိုင်ခွဲတွေအများကြီးအများကြီးဖွင့်နိုင်ပါစေလို့ဆုတောင်းမိပါရှင်ကျေးဇူးတင်ပါတယ်